အပေးတယ်ဆိုတာအခြေခံမှုတွေခန့်ရှင်းမှာပါတယ်နိုင်ငံသားတယောက်ရဲ့တာဝန်ဖြစ်ပါတယ်အဲ့ဒီတာဝန်ကိုကိုမဆောင်ရွက်ဘူးဆိုရင်ယဉ်ကျေးတဲ့နိုင်ငံရေးစနစ်တစ်ခုကိုမလိုလားတဲ့လူမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဆရာမင်္ဂလာပါရှင့်မင်္ဂလာပါခင်ဗျဆရာကျမတို့မြန်မာနိုင်ငံမှာလေမကြခင်ရုပ်ောက်ပွဲကြီးကျင်းပတော့မယ်ဆရာရယ်ဆရာနိုင်ငံသားတယောက်အနေနဲ့ရောရုပ်ောက်ပွဲကြီးအတွက်ဘလို့ရင်ခုန်ဆက်လှုပ်ရှားမှုတွေဖြစ်ပေါ်နေလဲရှင့်အဲကျွန်တော်ကတော့ရုပ်ောက်ပွဲအတွေးကြုံနေအများကြီးရှိခဲ့တယ် အခုလာမယ့်ရွေးကောက်ပွဲကတော့တကယ်ကိုစိန်ခေါ်မှုတရလို့ကျွန်တော် မြင်ပါတယ်။ကိုစဲလောင်းနေလည်းအများကြီးရစ်စီယူပြီးတော့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့ကျွန်တော်တို့လည်းပါလာတဲ့မဲစင်ပေါ်မှာမူတည်ပြီးတော့ကြိုတင်မဲတော်ကြိုပေးဖို့ကျွန်တော်စဉ်းစားထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါဆရာအနေနဲ့ကတော့ဒါကြိုတင်မဲဖို့တောင်စဉ်ပေးဖို့တောင်စဉ်းစားနေပြီဆိုတော့ဘယ်လိုလိုမျိုးရွေးချယ်ဖို့ဆရာစဉ်းစားထားလဲရှင်ကျွန်တော်အနေနဲ့ကတော့ရွေးချယ်ဖို့တို့ကျွန်တော်တို့သူကိုစားပြုတဲ့မျိုးနယ်ကိုပထူရောသမိုင်းရောလူမှုရေးအခြေအနေတွေကိုကောင်းစွာကြီးညက်တဲ့လူကိုရွေးมาဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာမဲပေးတဲ့အခါမှာလည်းအခုဒါကြားနေရတာတွေကအများကြီးရှိရပါတော့ကျွန်တော်တို့ဒါနိုင်ငံတွင်းမှာရှိတဲ့တချို့ပြည်သူတွေတောင်မဲမပေးကျင်ကြတာတွေရှိရဒါပြင်ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေချားနိုင်ငံတွေကဒီမြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်မှန်းနဲ့ပတ်သက်ပြီးတော့သူတို့ကမလိုလားကြတာတွေရှိရအဲ့ဒါဆရာပေါ့ဘယ်လိုမြင်လဲဆရာမဲပေးတယ်ဆိုတာအခြေခံမှုတွေအခန်းရှင်းမှာပါတယ်နိုင်ငံသားတယောက်ကတာဝန်ဖြစ်ပါတယ်အဲ့ဒီတာဝန်ကိုကိုမဆောင်ရွက်ဘူးဆိုရင်ယဉ်ကျေးတဲ့နိုင်ငံရေးစနစ်တစ်ခုကိုမလိုလားတဲ့လူမျိုးဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားတိုင်းနိုင်ငံသားတိုင်းဟာယဉ်ကျေးတဲ့နိုင်ငံရေးစနစ်တော်ပြီးတော့ ျွန်တော်တို့အားလုံးရဲ့ဘဝတွေဖြူချားတွေစီးပွားရေးလူမှုရေးတိုးတက်လာဖို့ဆိုလို့ရှိရင်ရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်တွေအားပဲကျွန်တော်တို့ရဲ့အနာဂတ်ကိုပေါ်ဆောင်ပေးမှာမလို့မဲဦးပေးပြအောင်ပေးပါလို့ကျွန်တော်ပြောချင်ပါနိုင်ငံတကာကလည်းဆရာကျမတို့ဒီမြန်မာနိုင်ငံရဲ့ဒါဖွံ့ဖြိုးတိုးတက်မှုတွေမလိုလားတဲ့လူတွေအနေနဲ့ကလည်းဒီရွေးကောက်ပွဲကြီးကိုမဖြစ်စေချင်ကြတာလေးရှိရလေဆရာအဲ့ဒါနဲ့ပတ်သက်ပြီးပြောပြပါအောင်နိုင်ငံတကာကဘလောက်ပဲရှိရှိပါသူ့နိုင်ငံလူမျိုးတစ်မျိုးလုံးနဲ့သူ့နိုင်ငံသားအားလုံးရဲ့ယာကိုင်လုံးနဲ့ကြည့်မယ်ဆိုရင်အဲ့မလိုလားတဲ့လူဆိုတာက ရခိုင်တို့အ ਨੇ စုံပဲဖြစ်မှာဖြစ်ပါတယ်နိုင်ငံတိုင်းမှာယဉ်ကျေးတဲ့ဒီမိုကရက်တိုက်ဇေးရှင်းတစ်ခုကိုသွားမယ်ဆိုရင်ရွေးကောက်ပွဲဟာအရိယာကိုဖော်ပြတဲ့အရင်ကျေးဆုံးစနစ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာနေနရောဒါဆရာကိုယ်တိုင်လည်းဒါကြိုတင်မဲ့ပေးဖို့တောင်ဆရာစဉ်းစားထားပြီဆိုတော့မဲပေးမဲ့သူတွေအတွက်ကောဆရာဘာတွေပြောချင်ပါသေးလဲမိမိရဲ့မဲတဲ့ဗျာဟာကျွန်တော်တို့ဗမာအတုံးတုံးမှာ အသေးချားလို့ပြောပါတယ်အသေးချားကလာတဲ့မဲလို့သတ်မှတ်ထားတယ်ဆိုရင်ကိုယ့်ရဲ့နောင်လာမဲ့သားစဉ်မြေးဆက် ကိုမိသားစုအရေးတွေအားလုံးအတွက်ကိုဒီကပေါ်ဆောင်ပေးရမှာဖြစ်တော့ပေးဖို့ပေးဖို့ကျွန်တော်ကတော့ဆုံးဖြတ်ထားပါတယ်။ဟုတ်ကဲ့ပါဆရာအခုဆိုရင်တော့ဆရာလိုမျိုးပဲပေါ့နော်ဟိုကျမလည်းဒါလမ်းခီမှာတွားရင်တွေ့ကြုံရတဲ့လူတွေနဲ့မဲနဲ့ပတ်သက်ပြီးတော့ဘာတွေသိထားလဲကိုကိုယ်တိုင်မဲပေးဖို့ဘာတွေလုပ်ထားလဲဆိုတာတွေဒါ public ကိုမေးတာတွေအများကြီးရှိရဆရာ။ဒါပေမဲ့တချို့ဆိုလဲတာမဲပေးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့ပေးရမှာတွေဘာနဲ့ပေးရမှာတွေဘာလုပ်ရမယ်ဆိုတာတွေတိတိကျကျမသိတဲ့ပြည်သူတွေရှိရ။အဲ့တော့ဆရာပါမပြောချင်ပါဘူး။ကိုမဲစင်းတို့ကိုသွားကြည့်ရမှာလေ။ စင်းရင်းနဲ့တကွာစနစ်နဲ့တကွာသွားတာဖြစ်တဲ့ကြောင့်မလို့ကိုမဲစည်းအမှတ်စဉ်ကိုကိုတိထားဖို့လိုပါတယ်။ကိုမဲစည်းအမှတ်စဉ်ကကိုပေးမဲ့နေရာမှာပေါ်ပြရမယ်အမှတ်စဉ်ဖြစ်ပါတယ်။အဲ့ဒါမှမလို့လို့ရှိရင်တော့မဲပေးကိုခတ်သွားမှာဖြစ်ပါတယ်။အဲဆိုရင်နိုင်ငံသားတယောက်နေနေကလည်းဒါပြီးမဲပေးခြင်းစိတ်ရှိလာအောင်ဆရာဘာမှပြောချင်ပါလဲမဲပေးခြင်းစိတ်ဖြစ်လာအောင်နေ့စဉ်သတင်းလေးတွေကိုတော့ကျွန်တော်လေ့လာထားဖို့လိုတယ်အထူးသဖြင့် TikTok ပေါ့နော်ကျွန်တော်တို့နိုင်ငံလုံးကိုခြုံလိုက် TikTok social media အားကောင်းဆုံးဖြစ်လို့ TikTok လည်းကစားကြပါ TikTok ပေါ်လာတဲ့သတင်းချက်လက်တွေကိုလည်း ချိန်နဲ့တပြေးညီသိအောင်လုပ်ပေးကြပါပြီးတော့လည်းပတ်လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုမှာအားလုံးပတ်ဝန်းကျင်ကောင်းရင်ကျွန်တော်တို့ဒီအောင်မြင်မှုတစ်ခုကချက်ချင်းဖြစ်သွားမှာဖြစ်ပါဟုတ်ကဲ့ပါဆရာဆရာကိုရိုင်းဆိုလည်းအရင်တော့မဲပေးခဲ့တဲ့အတွေ့အကြုံတွေရှိခဲ့မှာပဲလေအခုမဲပေးပါလဲဒါပုံစံတွေပြောင်းသွားတဲ့ပုံမှာဆရာဗမာပြောချင်ပါလဲရှင် EVM machine ကတော့ဒါအသင့်ရှင်းဆုံးနဲ့ digitalization ရ digital right ကိုကျွန်တော်တို့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီမဲပေးဆက်ကိုပေးခြင်းအပြင်ကျွန်တော်တို့ဖွင့်ဝင်ထိန်းသိမ်းတာလည်း တော်တော်လေးကိုကောင်းသွားပါတယ်စက်ကူတွေမကုံတော့ဘူးပေါ့ဘီလီယံနဲ့ချီပြီးသုံးရတဲ့စက်ကူတွေမကုံတော့ဘူးနောက်ပြီးတော့ကောင်းနင်းလောက်တဲ့ဘိုင်းမှာလည်းကျွန်တော်တို့အမြန်းမြန်သွားတယ် result ကိုကျွန်တော်တို့ချက်ချင်းဆိုသူတို့သိနိုင်တယ်ဆိုတော့ဒီစနစ်ကအလွန်သုံးသင့်တဲ့စနစ်ဖြစ်လို့ကျေးဇူးလည်းတင်ပါတယ်ဒီစနစ်ကိုပေါ်ဆောင်ပေးတယ်